င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာတရားဝင်ကုန်သွယ်ရေးနဲ့ကြားပြန့်ွယ်ရေးလုပ်ငန်းတွေမှာငြိမ်းချမ်းယူထားတဲ့တိုင်းဒါလန်နဲ့ဂိုင်းနေနေကြဆောင်တက်တင်များကြောင့်မဲရောက်လိုက်တဲ့ဇော်မင်းတို့ကတလေတန်တဲ့အဖြစ်ပေါ့မြန်မာနိုင်ငံမှာနေဆက်ကိတ်တွေပိတ်ထားမှုတရားဝင်ကုန်သွယ်ရေးကြီးကြီးထောက်လာမှုနဲ့ကြားပြန့်ွယ်ရေးလုပ်ငန်းတွေမှာငြိမ်းချမ်းရယူထားတဲ့တိုင်းဒါလန်နဲ့ဂိုင်းနေနေကြဆောင်တက်တင်ကြောင့်မဲရောက်လိုက်တဲ့ဇော်မင်းတို့ကတလေတန်တဲ့အဖြစ်ပေါ့ပြောဆိုလိုက်ကြတယ် နိုဝင်ဘာလ16ရက်နေ့မော်လမြိုင်ခရီးစဉ်မှာကြံဖတ်မြောင်းလည်းကမြန်မာနိုင်ငံမှာတရားမဝင်ကောင်းတဲ့ရေးတွေဆောင်ရွက်နေသူတွေမှာငိမ့်ချင်းရရယူထားတဲ့ဒိုင်းတလန်နဲ့ကိုင်ဖွဲ့စည်းဖြစ်ကြောင်း၎င်းတို့ရဲ့ကိုကျိုးစည်းပွားအတွက်တရားမဝင်ကောင်းတဲ့မှုတွေမှာပောင်းရပတ်သက်လျက်ရှိကြောင်းပြည်တွင်ပြောဆိုခဲ့တယ်။အလားတူယနေ့ထုတ်ပြန်တဲ့စစ်တပ်ဝါရဖြန့်သတင်းစာတွေမှာကြောင်းဖြတ်လုပ်ငန်းနဲ့ပတ်သက်ပြီး EOS KNU KNL နဲ့ SCA လက်မှတ်ရေးထိုးထားတဲ့တချို့သော EOS နေကြစားတဲ့တွေကပောင်းလျက်ရှိကြောင်းကြံဖတ်ဆောင်မြင်တော့အပြည့်ပေါ်တယ်။ 2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးများရီမျိုးနဲ့အလန်းကွာဝေးတဲ့ခုနကနေမြေမှာဒိုင်းဒါလန်နက်ကိုင်း EOS KNU KNL ရဲ့အဖွဲ့ပြင်အစီအစာချုပ်လက်မှတ်ရေးထိုးထားတဲ့တချို့သော EO အဖွဲ့ဝင်တွေပြင်နေကြားဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်လောက်ကင်နေရပဲဖြစ်ပါတယ်။အဲဒီလူတွေကိုပဲကြီးကပ်ပြီးတော့ကိုကျုံးရှာစီးပွားရေးသမားတွေကအဲဒီလူနဲ့ဆက်ဆက်ပြီးဒီလုပ်ငန်းတွေကိုလုံဆောင်နေရဖြစ်တယ်။ရွှေကောက်ကွန်မြို့တင်မှာမြန်မာရထိုင်းအင်တာနက်ရှင်နယ်ဟိုရင်ဂရုကြောက်ခတ်နေမြေမှာ Changkut Great Resort Company တို့ကပါဝင်ပတ်သက်နေကြောင်းစံဖတ်ဆောင်မင်းတို့ကပြောဆိုပါတယ်။အစံဖတ်စစ်တပ်ကဆီယနာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့အတိုင်းပြည်မတည်ငြိမ်မှုတွေအတွက်တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းမှအဓိကတာဝန်ရှိကြောင်းပြည်တွင်ပြောဆိုမှုတွေကိုမကြာခဏလောက်ဆောင်လေးရှိပါတယ်။ ဆလဘီဆလင်းမြို့နယ်မှာစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်ကိုရေးရွဆောင်နေပြီးဖမ်းဆီးအရေးယူမှုတွေဆလတ်လုံဆောင်သွားမျိုး ENG ကပြောအမျိုးသားညီညွတ်ရေးဆွေးနွေးပွဲ ENG နေနဲ့အနာသိန်းစစ်တပ်ရဲ့အတူရရွေးကောက်ပွဲအတွက်မဲပေးဖို့ပြည်သူတွေပေါ်ချင်းချောက်သူတွေကိုရေးယူမှုတွေလုံဆောင်နေကြ ENG ပြည်အောင်စုဝင်ကြီးကြောင်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်ဆလင်းမြို့နယ်မှာစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်တယောက်ကိုပြည်သူတွေတိုင်ကြားမှုကြောင့်ဖမ်းဆီးနိုင်ခဲ့ပြီးအရေးယူမှုတွေလုံဆောင်နေတယ်လို့ဆလတ်ပြောလဲလုံဆောင်သွားမယ်လို့ဆိုရယ် အမျိုးသားညီညွတ်ရေးဆွေးနွေးပွဲဆိုမိုးထိန်ချုပ်နယ်မြေဖြစ်တဲ့စနေမြို့နယ်မှာဂျပန်ဆေးဥဆွေအတွေ့အကြုံရွေးကောက်ပွဲအတွက်ဦးစီးဦးဆောင်ပြုနေတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်မိခန့်ဂျပန်ဖွဲ့ဝင်ဦးတက်ဝေကိုပြည်သူ့ရဲ့သတင်းပေးပို့မှုရဖန်စီထိန်ထိန်ခဲ့ပြီးဂျပန်တိုက်ဖြတ်ဥပဒေနဲ့ရင်းယူပြစ်ပေးနိုင်မှုစနေမြို့နယ်တရားရေးဖွဲ့စီကတရားရေးလှုပ်ထုံလုပ်နေတဲ့ညီစီစဉ်တောင်းလျက်ရှိပါတယ်အန်ယူဂျီပြည်ထောင်စုနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်းအတူရောင်ရွေးကောက်ပွဲမှာမဲထွက်ပေးဖို့ကြိုတင်မဲပေးဖို့တနည်းနည်းနဲ့ချိန်ချမှုတွေရှိတာကိန်းတိုင်ကြားနိုင်ကြ။ဥပဒေနဲ့ညီရေးယူသားမဲကြောင့်နိုဝင်ဘာလကျနေမှာထုတ်ပြန်ပါမယ်။ အနာသိန်းဂျပန်စစ်တပ်အတွေ့အော်ရေကောက်ပွဲစားပြပြည်သူတွေလွန်လက်စွာထုတ်ပေါ်ပြောဆိုရေးသားခွင့်တွေကိုနှောက်ယှက်ဖမ်းဆီးမှုတွေလောက်ဆောင်နေတဲ့အတွက်နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆရာစုစနစ်ကြကျွလွန်နဲ့ဆရာဆွေမှုလူခွင့်ကြိုးပမှုတွေကိုတင်ချစွာစောင့်ကြည့်လေ့လာရင်းယူခြင်းတရားလက်လွတ်ဖန်ဆင်းမှုတွေကိုပြင်းထန်စွာရှုံချပြီးဖန်ဆင်းခံထားတွေ့အများဆုံးလွတ်မြောက်ရေးအတွက်ဆရာစုကိုဖိအားပေးခြင်းဆရာစုရဲ့လူခွင့်ကြိုးပမှုတွေအတွက်အတန်တိတ်ညံ့မြတ်မပြည့်တွေကိုစားဖွင့်ရပြောဆိုခြင်းဆရာစုရဲ့တွေ့ရန်ရွေးကောက်ပွဲနဲ့အဲဒီကနေထွက်ပေါ်လာရုပ်သေးအစိုးရကိုတိမမပြုတ်ကြောင်းထုတ်ဖော်ပြောဆိုခြင်းနဲ့လှုံ့ဆော်ကြဖို့လည်းအတိုက်တွန်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးရောဒေတာတော်လင်းအရာစုရဲ့ကိုချုံးနေစိန်ခေါ်လင်းရှယ်ဖို့မူလာမျိုးထုတ်ဆိုသူတိတိန်တိုက်ပွဲတွင်အရှက်တန်ရိုင်းနဲ့အရင်ပေါ်စင်ယုံတင်ထားရမကွေးတဲ့ရောဒေတာခံကောက်ခိုင်တွင်ကတော်လင်းအရာစုရဲ့ကိုအမြဲလိုလိုချုံးနေစိန်ခေါ်နေတတ်တဲ့ခလာ50တက်ဖြာမှုပုံမူလာမျိုးထုတ်ဆိုသူချင်းပြည်နယ်မြောက်ပိုင်းရှင်ရတဲ့နေရာမှာရရှိတဲ့ထိခိုက်တန်ရိုင်းနဲ့အရင်ပေါ်စင်ယုံတင်ထားရလို့ရောလင်းတန်ဖွဲ့ကွန်မင်းတတကပြောတယ် ပြည်ကနေအော်တိုဘာလာတွင်နောက်မြောက်တိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုမျိုးမင်းထွေရဲ့အမိန့်နဲ့ကံကောမျိုးခလာရ90တန်ရင်ကနေစင်းပြင်းနဲ့မြောက်ပိုက်တိတဲ့မျိုးကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်နေပြမှုဘုံမူလှမျိုးထွန်းဟာလက်ရှိမှာတိုက်ပွဲအတွင်းရရှိအပြင်းထန်ဒဏ်ရာတွေနဲ့တိတိန်စေုံပေါ်မှာရေးပေါ်တရားကူတာနေရတာဖြစ်ပါတယ်။အခုလနိုဝင်ဘာလ10ရက်နေ့ကတိတိန်မျိုးရှင်တိုက်ပွဲတစ်ခုမှာဘုံမူလှမျိုးထွန်းနဲ့လက်အောင်ငယ်သား300အထိခိုက်ဒဏ်ရာကိုစီရရှိခဲ့ကြောင်းလှမျိုးထွန်းကသူ့ရဲ့ညာဘက်ပေါင်နဲ့ဝမ်းပိုက်နေရရင်းစီကို တနက်ချိန်နဲ့ချက်ထိမှန်တဲ့အရာရှိပြီးတရားပြင်းထန်တာကြောင့်ရေးပေါ်စေကူတာနေရာကြောင့်ရောလင်းတဲ့ဖွင့်ဝင်ကွန်မင်းတတကပြောတယ်။ထိခိုက်တဲ့အပြင်းထန်တဲ့ပုံမူလမျိုးထွဆိုသူကကန်ကောခလာ50တက်တွင်ပြွာမှုဖြစ်တဲ့ဝန်ထမ်းဆောင်ချိန်နီနာကြရရင်စီအင်းအားလုံးရင်နဲ့မကြကနာစစ်ကြောင်ထိုးတက်လို့ရောဒေတာတော်လင်းအရာရွှေပေါ်ချိုးနေစိန်ခေါ်တက်သူလို့လည်းသိရပါဗျ။ ပြာမှုလမျိုးတို့ဟာကံကောခလ50တက်တွင်ရှိနေတဲ့စုလိုက်ပြုံလိုက်လူတက်မှုတွေမတရားဖန်ဆီးမှုတွေနဲ့မိရှုပ်ဖြက်ဆီးမှုတွေကိုမိတ်ပေးစေခိုင်းခဲ့သူဖြစ်တယ်လို့လည်းသိရပါဗျ။အဲ့ဒီထဲမှာပြည်ကဲမေလာအတွင်းဖြစ်ပွားခဲ့ကံကောမြို့နယ်လေမရွာကလူ၁၁ယောက်ဆုလိုက်ပြောင်းလိုက်တက်ဖြတ်ခံမှုဖြစ်စဉ်နဲ့တက်ခုအပအဝင်ဖြစ်ပါတယ်။နိုဝင်ဘာလအတွင်းချင်းပြည်နယ်မြောက်ပိုင်းတိတိဖလန်းနယ်သခိုင်းတိုင်းတွင်ကကလေးမြို့နယ်တောင်ပိုင်းမကွေးတိုင်းကံကောမြို့နယ်မြောက်ပိုင်းတို့မှာချင်းလန့်ဦးဆောင်တဲ့တော်လိုင်းတက်တွင်နဲ့ကြံဖတ်စစ်တက်တို့နေစီရဲ့ဇက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။ တိုက်ပွဲတွေထဲမှာစစ်အုပ်စုဘက်ကဗိုလ်မှူးဗိုလ်ကြီးအစင်ရှိတွေပါဝင်ဂျပန်စစ်သားတရားကြောတည်ဆောင်းထားကြောင်းနဲ့စစ်သားချို့ကိုလည်းနဲ့ကဲအများပြားနဲ့တူအရှင်ဖန်စီရမိထားကြောင်းချင်းပြည်နယ်ဆိုတာကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးလဲကုမှာအတွေ့အော်ရွေးကောက်ပွဲအတွက်အားကျွမ်းတဲ့စီယုံပေးနေဇရက်ကွင်းရက်ကွက်ရုံပိုင်းခွဲတိုက်ခိုက်ခံရပြုနယ်ဦးလွင့်သွားရန်ကုန်တိုင်းလဲကုမြို့နယ်မှာရဲသားတွေကိုအတွေ့အော်ရွေးကောက်ပွဲစိတ်ဝင်စားဖို့အတင်းအဓမ္မစီယုံနေတဲ့ဇရက်ကွင်းရက်ကွက်အောက်ဆွေမှုရုံကိုပြင်အမြင့်ပိုင်းနေတဲ့တာယောက်ဖောက်ခွဲတိုက်ခံရမှာလုံခြုံရေးယူနယ်ပြုစောဒီနယ်အသေးဆုံးနိုင်ကြောင်းရန်ကုန်အာမီဖွဲ့တောင်ရှိသူကပြောပါတယ်နိုဝင်ဘာလ16ရက်နေ့ညနေပိုင်းမှာရန်ကုန်အာမီနဲ့အနောက်ပိုင်းကပကဖတပ်ဖွဲ့ဝင်တွေကဇရက်ကွင်းရက်ကွက်ရုံကိုပြင်အမြင့်ပိုင်းနေလို့နဲ့တာယောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ် ကြာကြာတဖွဲ့ဝင်နေနဲ့ရက်ွက်ရုံတွင်ပြူစောတိစုပြောင်းရောက်ရှိနေခြင်းကိုအသိစကြိုတိုက်ခိုက်နိုင်ခဲ့ကြအောင်အုပ်ချုပ်ရမှုနောက်လိုက်ပြူစောတိနှင့်မျက်မြင်တိုက်ခိုက်ခဲ့ကြအောင်ရန်ကုန်အာမေဖွဲ့တောင်းရှိသူကပြောတယ်ရန်ကုန်အာမေဝိုင်းနဲ့အနောက်ပိုင်းခံပတ်ကဖားရိုဟာအတူရရွေးကောက်ပွဲအတွက်ပောင်းဝင်ပတ်သက်လောက်ကိုင်းနေသူတွေကိုတိတိယယောက်တိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ကြေညာထားပဲဖြစ်ပါတယ်။အဲဒီရန်ကုန်အောက်ကြီးနဲ့နောက်လိုက်တွေကပြည်သူကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖိအားတဲတံပေးမဲဆွယ်ပွဲတိုင်းမတန့်ရင်ချင်းချောက်တာတွေပါရေလောက်တဲ့စစ်မှုထမ်းခြင်းလဲလှဆင်မထက်မနေရကောင်းတယ်။နောက်ပြီးသူကိုယ်တိုင်ပဲ လူငယ်တွေကိုပြန်ပေးဆွဲပြီးတောင်းစားတဲ့ကိစ္စလည်းလုပ်ပါတယ်။အုပ်ကြီး၁၀ရောက်မှ၉ရောက်လောက်ရှိအကျင့်လို့ဝိုင်းတောင်းဝင်ရှိသူကပြောပါတယ်။ပြီးခဲ့အောက်တိုဘာလ၁၈ရက်နေ့ကလည်းလှဲကူမျိုးနဲ့တရေဘိုးကျေးရအုပ်ချုပ်မှုရုံကိုအဆိုပါနှစ်ဖက်သွားတိုက်ခိုက်ခဲ့ပါတယ်။ ဆလဘီမြိုင်နဲ့မြင်းချက်မြို့နယ်အုံမှာစစ်တပ်ကိစကန်နဲ့စစ်ကြောင်းတိုက်ခိုက်မှုစစ်သားတအုပ်သေးဆုံးပြီးတအုပ်ကိုလက်နက်နဲ့တွေ့ရှင်ဖမ်းပြီးမကွေးတိုင်းမြန်မြို့နယ်စစ်မှုတွေကထွက်လာပြီးပြည်သူပိုင်ပစ်စည်းကိုခိုးယူလာစစ်သားနယ်ကိုပြစ်ခတ်ရှင်းလင်းရာတအုပ်သေးဆုံးပြီးတအုပ်လက်နက်ခဲများနဲ့တွေ့ရှင်ဖမ်းပြီးကြောင်မြောက်ပြက်ကဖန်ကထုတ်ပြန်နေနိုဝင်ဘာလ၁၀ရက်နေ့မနက်၈:၄၅မိနစ်ကမြန်မြို့နယ်စစ်မှုတွေကနေဘေးဘက်ဝန်ကျင်တောတိုက်များတွင်ကိုဝင်ရောက်ပြီးပြည်သူပိုင်ပစ်စည်းကိုခိုးယူလာတာကိုတပ်တွေကပစ်စည်းနဲ့တွေ့ရှိသဖြင့်ပြစ်ခတ်ရှင်းလင်းခဲ့ရာစစ်သားတအုပ်ကွဲချင်းပြီးသိမ်းဆုံးပြီးတအုပ်ကိုကြီးထိမှန်တရားနဲ့အရှင်ဖမ်းမိခဲ့ကြောင်း တရားရရှိရစစ်သားကိုကောင်းမွန်စွာစေကူတာပေးထားကြောင်းသိရပါတယ်။ထို့ပြင်၎င်းတို့ထံမှ MA1 အမျိုးအစားတနက်တလက်၎င်းကြည်စံ183တောင်းကြီးပါ6ခုနဲ့ကျန်အုံစာပစ္စည်းချုပ်သိမ်းစီအားရှိခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကိုမြိုင်ပတ်ကဖာကော့ဘရာတာတပ်ဖွဲ့နဲ့ညာမြစ်တပ်ပေါင်းစုပူးပေါင်းကလုံဆောင်ခဲ့ပါတယ်။ပုံစံတိုက်ခိုက်ခံပြီးနောက်ခနာကြမှာမြင်းဆက်မျိုးကနေလူနာတင်ကရောက်လာပြီးတရားစစ်သားတွေကိုတိုက်ဆောင်သွားကြပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုမြောင် drone 4 drone ကြားခင်စိတ်ထဏောင်းမြေစစ်ကြောင်း justice wide တပ်ဖွဲ့ revolutionary air force ဒေါမင်းကြီးတပ်ဖွဲ့မြင်းချက်ခဲ MS7 တန်ရင်လက်ရုံတပ်925ပျောက်ကြားတပ်ဖွဲ့ငန်းဆောင် pick up drone တင်တဲ့အာမက်တပ်ပျောက်ကြားတပ်ဖွဲ့ပူပေါင်းကတိုက်ခိုက်ခဲ့ပါတယ်။ ဆက်လက်ပြီးပေါင်းပြနယ်တင်စစ်ကြောင်းတို့နယ်စစ်တပ်ကလမ်းပြခေါ်ဆောင်လာသူတွေအပေါင်းပြည်သူ့ရွှေကိုဖမ်းဆီးတပ်ဖြတ်ရေး20ကျော်ကိုဖမ်းဆီးတာကျင်းရတွေကိုစစ်ကြောင်း၄ကြောင်းနဲ့စီနေမင်းရှုံနဲ့မကွေးတိုင်းပေါင်းပြနယ်တင်စစ်ကြောင်းတို့နယ်ဂျပန်စစ်တပ်ကလမ်းပြခေါ်ဆောင်သူတွေအပေါင်းပြည်သူ့ရွှေကိုဖမ်းဆီးတပ်ဖြတ်ပြီး20ကျော်ကိုဖမ်းဆီးတာကကျင်းရများကိုလည်းစစ်ကြောင်း၄ကြောင်းနဲ့စီနေမင်းရှုံနဲ့ကြောင့်ပေါင်းပြနယ်လူသားစာနာမှုတောင်းရှိသူကပြောပါတယ် နွေမာလာစကြောင်းနေကစတဲ့ပြီးပေါင်းမြုံနယ်မြောက်ပိုင်းရှိကြရီကိုဂျပန်စစ်တပ်ကစစ်ကြောင်းလေးကြောင်းကွဲပြီးစစ်ကြောင်းထိုးနေရေးခြေရ42ရွာမှာပြည်သူ3000ကျွဲခန့်နှီးစက်တောတောင်များအတွင်းစစ်ဘေးတိမ်းရှောင်နေရကပေါက်ကပါစာ24လက်နက်ဆဲအုံမှလည်းလက်နက်ကျင်းနဲ့ရန်တပ်ပြစ်ခတ်မှုတွေဖြင့်လေကြောင်းနဲ့ပုံကျတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပါတယ်။အဆိုပါဂျပန်စစ်တပ်စစ်ကြောင်းပေါင်းမြုံနယ်တွင်စစ်ကြောင်းထိုးလာခြင်းကစပြီးလက်ရှိချိန်ဒီလမ်းပြဖြစ်ဖန်းစီလာတဲ့ပြည်သူနှောင်းအပါဝင်ကျေးရတဲမှာပြည်သူရှင်ကိုဖန်းစီတက်ပြပြီးပြည်သူ၂၀ကျော်ဖန်းစီခေါ်ဆောင်သွားပါတယ်။ လက်ရှိချိန်နေစစ်ခွဲနဲ့ဖြစ်ခွဲပူပေါင်းပြီးတပ်ဖြတ်ထားတဲ့မြို့သမီးနှောင်းအပေါင်းရှေးဥတီရှိနေပါပြီ။လမ်းပြခေါ်ပြီးတက်တာကပြည်သူနှောင်းနဲ့ကြံတဲ့ပြည်သူ၆ဦးကသူတို့ကြေရတွေကိုဝင်ရောက်စင်းနေတွေ့လို့တပ်ဖြတ်ခဲ့တာ။နောက်ပြီးပြူစောင်းနေရတွေကိုဖမ်းဆီးခေါ်ဆောင်သွားပြည်သူ၂၀ဦးထိရှိရလို့ပေါင်းပြတဲ့လူသားစာနာမှုဌာနတာဝန်ရှိသူကပြောပါရတယ်။နောက်ဆက်အပ်ပေးကြတဲ့သူဝင်ကျေးဇူးတင်ရှိပါရစေ။